ခရနေပြည်နယ်လွိုက်ကော်မြို့နယ်အတွင်းစစ်တပ်ရဲ့လက်နက်ကြီးနဲ့ဒရုန်းပုံကြောင့်ကလင်းငယ်နှုတ်ဦးအပါအဝင်အရတားတုံးတိခိုက်တံရရှိခဲ့တယ်လို့ခရနေအမျိုးသားများကကွေတဲ့ကင်တက်ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ3ရက်နေ့မှာလွိုက်ကော်မြို့နယ်အရှိဖြစ်ချင်းမှာရှိတဲ့စစ်တပ်ရဲ့လိုင်းလင်းလေးအခြေဆိုင်ခမာယာ93တုံရတက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်အသက်ဆယ်နှစ်အရွယ်ကလေးငယ်တို့ထိမှန်ခဲ့တယ်လို့ဆိုထားပါတယ်။ အဆိုပါကလေးငယ်နှစ်ဦးမှတူဦးကပခုံးထိမှန်ခဲ့ပြီးကျန်တူဦးမှလက်တစ်ဖက်ပြတ်ဒဏ်ရာရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စက်တမလ28ရက်နေ့မှာလေစစ်တပ်ကလွယ်ကော်မြို့အရှိဖေချမ်းမှာရှိတဲ့ကြီးရွာတရွာကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်အတက်50အရွယ်အမျိုးသားတူထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။2025ခုနှစ်စက်တင်ဘာလအတွင်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ခရနီပြည်နယ်မှာအရက်တာ၃ဦးသေဆုံးခဲ့ပြီး၅ဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။လက်ရှိခရနီပြည်နယ်အတွင်းဒီမော့ဆိုဖရူဆိုနဲ့လိုက်ကွန်မြို့နယ်တို့မှာတိုက်ပွဲဖြစ်ပွားနေတာကြောင့်အရက်တာပြည်သူတွေအနေနဲ့စစ်တပ်ရဲ့လက်နက်ကြီး drone နဲ့လေကြောင်းတက်ခိုက်မှုအန်တီရဲကိုတတိထားကြဖို့နဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအတွင်းမလိုအပ်ပါကတွာလာခြင်းမပြုလုပ်ကြဖို့ KNDF ကတိုက်တွန်းထားပါတယ်ရှင်။